ပန်ဆယ်လိုနေနဲ့သူအများကြီးရှင်းပြလာတယ်ပြဿနာတခုခုဖြစ်တိုင်းသူ့ဘက်ကမရှင်းနိုင်တာမရှိဘူးအကုန်လုံးရှင်းပြတယ်အဲ့ဒီရှင်းပြတဲ့အထဲမှာလေတည်တည်ချင်ချာလိုက်မကြည့်ကြဘူးစီးရင်စရာတွေလိုက်မမှတ်ကြဘူးသူတို့ပြောချင်တာပဲဆိုတော့မဖြစ်လို့လို့ဆိုတော့သူတို့ကသူတို့ပြောတာမှန်ချင်တာပန်ဆယ်လိုစီးရင်စရာကိုသိချင်တာမဟုတ်ဘူးပန်ဆယ်လိုခိုးတာမခိုးတာကိုသူတို့မသိဘူးပန်ဆယ်လိုပြန်ရှင်းတဲ့စီးရင်မှန်လားမှန်မမှန်လားသူတို့မသိချင်ဘူးသူတို့သိချင်တာသူတို့လိုချင်တာကပန်ဆယ်လိုခိုးတယ်ဒါပဲသူတို့လိုချင်တာနော် အဲ့ဒါကဘောမရီကြီးပဲလုံနေတာလားဆိုတော့မဟုတ်ကိုဘက်ကလူတွေခင်းနေလဲလုံတယ်နော်ယောက်ျားတွေကပိုများတယ်တိုက်ခိုက်တဲ့အထက်မှာယောက်ျားတွေပိုများအဲ့တော့အဲ့ကိစ္စနဲ့ပတ်သက်ပြီးကျွန်မပြောမယ်ဟုတ်လားဘန်ဆယ်လိုဟာစစ်ကောင်စီရဲ့အလိုတော်ဖြစ်နေတာနဲ့တင်ကိုကျွန်မတို့အားပေးရတာတန်တယ်ဝင်းရတာတန်တယ်စစ်ကောင်စီဆက်ဆက်ထိခါနာနေတဲ့ဘန်ဆယ်လိုကတခွန်းပြောလိုက်တခွန်းအဲ့စစ်တပ်ထဲမှာပြရရတွေခတ်သွားတယ် အဲ့ဒါနဲ့တယ်ကျမတို့ကအားပေးရတာတန်တယ်နော်ကျမတို့တော်လိုင်းရေးမှာအင်အားအများကြီးလိုအပ်တာဒီလိုအင်အားကြီးနေတဲ့လူတယောက်တော်လိုင်းရေးမှာဆက်မပါလာတော့တာကျမတို့မှာတောင်းရှိတယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ပန်ဆယ်လိုကိုဝင်းရံဖို့တော်လိုင်းပြည်သူတိုင်းတော်လိုင်းရေးအဖွဲ့အစည်းတိုင်းမှာတာဝန်ရှိတယ်လို့မတဲတဲကြီးပြောလာသည်မို့အဆုံးထိနားဆင်ဝေဖန်တုံးတက်ပေးသွားကြပါဦးခင်ဗျာနေ့ကစင်ကောင်းရလေးလေးခုပေါ့ရှင်နော်ပန်ဆယ်လိုတင်လိုက်တဲ့ပို့လေးနဲ့ပတ်သက်ပြီးတော့မှ เนาะဒါတော်တော်များများစိတ်မကောင်းဖြစ်ကြရပါတယ်။မဟုတ်လဲဆိုလို့ရှိရင်ပန်ဆယ်လူရဲ့ပါဝင်မှုကအင်မတန်မှအားထားရဖြစ်တယ်ပေါ့နော်။တော်လည်းမှာတကယ်မှာအင်အားတည့်ရဖြစ်တယ်။နော်။သူပါဝင်ခဲ့တဲ့တော်လည်းအစားရဒီနေ့ဒီချိန်ဒီပါဝင်ခဲ့တဲ့ပုံစံတွေကိုကြည့်မယ်ဆိုလို့ရှိရင်သူ့လောက်လုံနိုင်တဲ့သူကိုမရှိသေးဘူး။နော်။သူ့လောက်လုံနိုင်တဲ့လူကိုမရှိသေးဘူး။ထောက်ကူကဏ္ဍမှာပေါ့ရှင်နော်။အဲ့တော့တခုခုအာကမ်ပိန်းပဲလို့လို့နော်လေလံမဲတင်တင်သူကလုပ်ရင်ဖြာခိုင်နှုံးဖြစ်အောင်မြင်တယ် အဲ့ဒီလိုအမျိုးသမီးတယောက်ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့လေစစ်ကောင်စီဘက်ကနေပြီးတော့သူ့ကိုပုတ်ကတ်ထားပြီးတော့မှတိုက်ခိုက်တယ်ဒါဘောမတွေတိုက်ခိုက်တယ်ဘောမတွေတိုက်ခိုက်တော့ပထမတော့ကတော့ကျမတို့ပြည်သူတွေကတော်တော်လေးဟိုသူ့ဘက်ကိုကာကွယ်ကြတယ်ပေါ့နော်နောက်ပိုင်းမှာပြည်ပြည်နဲ့နှိမ့်ကြလာတယ်နှိမ့်ကြလာတဲ့အခါမှာနော်ပန်ဆယ်လိုအိမ်ဝဲတဲ့ကိစ္စတွေပန်ဆယ်လိုစိုင်ဖွင့်တဲ့ကိစ္စတွေပန်ဆယ်လိုဘာပဲလှုပ်လှုပ်ကိုပြောစရာဖြစ်လာတယ်ဒါပါလဲဆိုတော့ ငွေနဲ့ပတ်သက်ပြီးတော့အလုပ်လုပ်နေရလို့ဒီလိုအပြောမခံခြင်းရင်ပတ်စဲလို့အနေနဲ့ဒီငွေနဲ့ပတ်သက်တဲ့အလုပ်တွေကိုရပ်ပြင်မှရမယ်နော်ရပ်ပြင်မှရမရပ်ပြင်ရင်တော့ဒီလိုအပြောခံရအောင်ပါအဲ့လိုပဲကျွန်တော်တို့ကတော်လိုင်းရေးဘက်မှာငွေနဲ့ပတ်သက်ပြီးတော့မှတော်လိုင်းရေးကငွေငွေပဲသုံးနေရတာဖြစ်တဲ့တော့ငွေလို့လေနော်ငွေလို့ချင်လို့ရှိရင်ကျွန်တော်တို့ကအဲ့ဒီငွေနဲ့ပတ်သက်ပြီးတော့လုပ်နေတဲ့လူတယောက်နော်ကျွန်တော်တို့ကအများကြီးနားလဲပေးမှရမယ်အဲ့ဒါမှငွေရမယ် ဲ့တော့ကျမတို့ကရှားချပြီးဘဲလန့်နေနေသွားမှာပဲရမယ်ဟုတ်လားပန်ဆယ်လိုနေတဲ့သူအများကြီးရှင်းပြထားတယ်ပြဿနာတစ်ခုခုဖြစ်တိုင်းသူ့ဘက်ကမရှင်းနိုင်တာမရှိဘူးအကုန်လုံးရှင်းပြတယ်အဲ့ဒီရှင်းပြတဲ့အထက်မှာလေတေးတေးချာချာလိုက်မကြည့်ကြဘူးစီးရင်စရားတွေလိုက်မမှတ်ကြဘူးသူတို့ပြောချင်တာပဲဆိုတော့ဘာဖြစ်လို့လဲဆိုတော့သူတို့ကသူတို့ပြောတာမှန်နေတာပန်ဆယ်လိုစီးရင်စရားကိုသိကျင်တာမဟုတ်ဘူးပန်ဆယ်လိုခိုးတာမခိုးတာကိုသူတို့မသိဘူးပန်ဆယ်လိုပြန်ရှင်းတဲ့စီးရင်မှန်လားမှန်မမှန်လားသူတို့မသိချင်ဘူးသူတို့သိချင်တာသူတို့လိုချင်တာကပန်ဆယ်လိုခိုးတယ် ဒါပဲသူတို့လုပ်ချင်တာနော်အဲ့ဒါကဘောမာတွေကြီးပဲလုံနေတာလားဆိုတော့မဟုတ်ကိုယ့်ဘက်ကလုံနေချင်းချင်းလည်းလုပ်တယ်နော်ယောက်ျားတွေကကိုများတယ်တိုက်ခိုက်တယ်ထဲမှာယောက်ျားတွေကိုများအဲ့တော့အဲ့ကိစ္စနဲ့ပတ်သက်ပြီးဒီမှာပြောမယ်ဟုတ်လားမန်ဆယ်လိုဟာစစ်ကောင်စီရဲ့အလိုတော်ဖြစ်နေတာနဲ့တင်ကိုကျမတို့အားပေးရတာတန်တယ်ဝင်ရတာတန်တယ်စစ်ကောင်စီဆက်ဆက်ထိခါနာနေတဲ့ပန်ဆယ်လိုကတခွန်းပြောလိုက်တခွန်းအဲ့ စစ်တပ်ထဲမှာပြရရတွေခတ်သွားတယ်အဲ့ဒါနဲ့တွေကျမတို့ကအားပေးရတာတန်တယ်နော်ကျမတို့တုံ့လန်ရေးမှာအင်အားအများကြီးလိုအပ်တာဒီလိုအင်အားကြီးနေတဲ့လူတယောက်တုံ့လန်ရေးမှာစက်မပါလာတော့တာကျမတို့မှတောင်းရှိတယ်ကျမတို့တုံ့လန်ရေးအဖွဲ့စည်းရေးမှာတောင်းရှိတယ်အဲ့တော့သူနဲ့လုပ်ခဲ့တဲ့အဖွဲ့စည်းတွေမှန်တယ်မြောက်သူထောက်ပံ့ခဲ့တဲ့အဖွဲ့စည်းတွေမှန်တယ်အားလုံးသူ့ကိုဝန်ရံဖို့လုပ်တယ်ဟုတ်လားသူ့ကိုဝန်ရံဖို့လုပ်တယ်သူ့ရဲ့ဖြည့်ရှင်းချက်တွေတည်တည်ချာချာနားထောင်ပေးဖို့လုပ်တယ်တောင်းဝင်ရှိတဲ့လူတွေသူနဲ့လက်တွဲခဲ့တဲ့လူတွေလိုရင်းလိုသလို့ နော်တော်လိုင်းရေးမှာငွေလိုရင်လိုတယ်လို့သူ့ကိုအတုံးချခဲ့တဲ့လူတွေအနေနဲ့အခုချိန်မှာဝန်းရံမှုလို့လေစာထုတ်တင်တယ်နော်စာထုတ်တင်တယ်အဲ့တော့ခိုးတယ်မခိုးဆိုတာသူ့အနေနဲ့လုံးလုံးငင်းလိုက်ရင်တော့ဒါသူ့ခိုးတယ်လို့ဆွဆွဲဆွဆွဲပေါ့ချင်နော်အခုကသူဖြည့်ရှင်းနေတဲ့ကိစ္စဖြည့်ရှင်းနေတဲ့ကိစ္စမှာနော်သူဖြည့်ရှင်းချက်ကိုလည်းမလိုချင်ဘူးဆိုလို့ရှိရင်တော့ဒါရှင်တို့ကိုယ်ပန်းစင်လို့စီးဝိုင်းအပြစ်ဘက်ကိုထုတ်ခါဟုတ်လား နော်ရှင်တို့ကိုယ်တိုင်မနာလို့ဖြစ်နေတာရှင်တို့ကိုယ်တိုင်မလိုအပ်နေတာသူ့ကိုအဲ့တော့သူ့လောက်လုံနိုင်ရင်တော့ရှင်တို့လုံနေဟုတ်လားတကယ်လို့ရှင်တို့ကသူ့လောက်လုံနိုင်တယ်ဆိုလို့ရှင်တော့မှသူပါတဲ့အတွက်သူ့အင်အားပါတော့အင်အားနှစ်ခုဖြစ်မနေဘူးလားဟမ်ယောက်ျားကြီးတွေဖြစ်ပြီးတော့နောက်လျှောက်တိုက်ခိုက်နေတာဗေမင်းကလေးခံနိုင်မှာတော့လေးငါးနှစ်ကြီးတိုက်ခိုက်လာတာတခုခုပြဿနာဆိုလို့ရှင်ဟိုဘက်အကောင့်ကြီးကထုတ်တာထုတ်ပါစေသူတို့ကတော့ဟိုသူ့ရဲ့ပုံရံသူကြီးလေပတ်စဲလို့ကဟုတ်တယ်မလားသူတို့ထုတ်တာတော့ထုတ်ပါဒါပေမဲ့ကျမတို့ဘက်ကအရာတွေကိုဟို သတိမထားဘဲနဲ့ဂရုမစိုက်ဘဲနဲ့ဟိုခိုးဘက်ကကောင်ကြီးထုတ်လဲကျွန်တော်တို့ဘက်ကလူတွေကလက်ညှိုးသွားဆိုဟာလာတယောက်ယောက်ကမဟုတ်တာပြောရင်လဲကျွန်တော်တို့ဘက်ကလူတွေကသူ့ပဲတိုက်ခိုက်တိုက်ခိုက်စရာ तू က तू ပြောသလိုပဲထိထိဖြစ်နေတော့နော် तू အများကြီးပါဝင်နေနိုင်တော့ तू အနောက်ကမလိုက်ချင်ကြဘူး तू လောက်မတော်ဘူးလို့ပြောမခံချင်ကြဘူးယောက်ျားလေးကယောက်ျားကြီးဒါမဲ့နေနဲ့နော်အဲ့တော့မနာအဓိကတော့မနာလူစိတ်ပေါ့ရှင်နော်မနာလူစိတ်ပေါ့ကျွန်တော်တို့တိုက်ခိုက်လိုက်လို့ပန်ဆယ်လိုနောက်မှာရှိနေတဲ့ပန်ဆယ်လိုအားပေးနေတဲ့ဖော်လိုပါလေကျွန်တော်စီပူးပြောင်းလာမှာမဟုတ်လို့လားကျွန်တော်ပြောချင်တာက ောက်တော်လိုင်းရေးမှာအမျိုးသမီးတွေရဲ့ပါဝင်မှုနှုန်းကတဲ့65,000လိုင်းတော့ရှိတယ်တဲ့နော်ဒါစစ်တမ်းကောက်ပြီးတော့သူတည်သနာပြုတဲ့လူတွေကပြောတာပေါ့ရှင်နော်အဲ့ဒါကတော့ကျွန်မပြောတာမဟုတ်ပါဘူးနော်ဆရာမကြီးဒေါက်တာမီမီဝင်းဘတ်မလေးရှားလာတော့ကသူ့ရဲ့မိကွန်းထဲမှာပြောသွားတဲ့စကားလေးဖြစ်ပါတယ်နော်အဲ့တော့ကျွန်မကိုယ်တိုင်လည်းအမျိုးသမီးဖြစ်နေတဲ့အတွက်အမျိုးသမီးတွေရဲ့ပါဝင်နေရတဲ့အခမ်းအနားတွေကျွန်မအနည်းငယ်ပြောပြချင်တယ်ကျွန်မတို့အမျိုးသမီးတွေကဒီတော်လန်ရေးမှာပါလာရင်လည်းကောင်းဆောင်နေရပါကြတာများတယ်ဘာလို့ဆိုတော့အမျိုးသမီးတွေက နတ်ဆန်ကိုစစ်တပ်ဘုံကျဲတဖြင့်ကလေးနှင့်ဦးတည်ဆုံးပြီးကိုဦးတန်ရာရရှမ်းပြည်နယ်မြောက်ပိုင်းပလောင်ကိုပိုင်းအုပ်ချုပ်ခွင့်ရဒေသ TNLA ထိန်းချုပ်ရာနတ်ဆန်မြို့နယ်ဇဲတုံဟုံးရွာကိုအော်တိုဘာ၄ရက်ဒီနေ့လယ်၁၀နှစ်နာရီခွဲလောက်မှာစစ်တပ်ကဘုံကျဲတိုက်ခိုက်တာကြောင့်ကလေးနှစ်ယောက်တည်ဆုံးပြီး၉ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။ နတ်ဆန်ဇေတုံဟုံးဘက်ကိုချက်ဖိုက်တာနဲ့ကျဲသွားတာလို့ဒေတာခန်မျိုးသမီးတယောက်ကပြောပါတယ်ဒေတာခန်နောက်တယောက်ကဟုတ်တယ်နတ်ဆန်မှာကျဲတာပြေးလိုက်ရတာ၉ယောက်ထိတယ်၂ယောက်သေးတယ်ခုနကပဲအဲ့ဒီနေရာကပြန်လာတာလို့ပြောပါတယ်ဘုံမှန်လို့ကလေး၂ယောက်သေးဆုံးပြီးကလေး၆ယောက်နဲ့လူကြီး၃ယောက်ထိမှန်တန်းရရတယ်လို့သူကပြောပါတယ် KLA သတင်းနှင့်ပြန်ကြားရေးဌာနကလည်းနတ်ဆန်မြို့နယ်ဇေတုံဟုံးရွာကိုဒီနေ့နေ့လယ်ပိုင်း၁၂နာရီ၂၈မိနစ်အချိန်မှာစစ်ကောင်စီတပ်ကဂျက်ဖိုက်တာနဲ့ပေါင်၂၅၀ဘုံးနှလုံးလာရောက်ကျဲချတိုက်ခိုက်လို့ကလေး၂ယောက်သေဆုံးပြီးကလေး၆ယောက်အပါအဝင်၉ယောက်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့နေအိမ်၁၆လုံးလည်းထိမှန်ပျက်စီးသွားခဲ့တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။ ီးခဲ့တဲ့အော်တိုဘာ၂ရက်နေ့ကလည်းတိုက်ပွဲဖြစ်တာမရှိတဲ့နမ်မတူမြို့ပေါ်ကိုစစ်ကောင်စီကပေါင်၅ရဘုံတလုံးလာရောက်ကျဲချတိုက်ခိုက်တာကြောင့်ဒေသခံပြည်သူ၃ယောက်တေဆုံးပြီး၆ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့နေအိမ်ရှိလုံးလည်းထိခိုက်ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်အမျိုးသားတွေတပူပြီးတော့မှအကွက်မြင်တယ်။နော်ဒါအမျိုးသားတွေစိတ်မစိုးလာနဲ့။အမျိုးသားတွေကတက်ဖြောင်းနေသွားတာ။တုံးတိုက်တိုက်ကြားကက်ကက်ဝုန်းစုံဝုန်းချပလိုက်မှာ။သိရမှာလား။အမျိုးသမီးတွေကတော့အဲ့လိုမဟုတ်ဘူး။ကြိုးကြောင်စင်နေပြီးတော့သွားတယ်လေ နော်ဒီ campaign တစ်ခုပဲလုပ်လို့ project တစ်ခုပဲလုပ်လို့ဘယ်လိုသွားရင်ဘယ်လိုပိုရှားနိုင်လဲပြည်သူဘယ်လိုပါလာအောင်ဘယ်လိုစကလုံးသုံးရမယ်ဆိုတာအမျိုးသမီးတွေကသိအမျိုးသားတွေကမသိဘူးမသိတဲ့အတွက်အမျိုးသားတွေ campaign လုပ်တာလေအမျိုးသမီးတွေ campaign လုပ်တာလေအရန်กว่าမတူဘူးနော်အဲ့လိုမျိုးအနေထားမှာကျမတို့ကအမျိုးသမီးနောက်ကနေပြီးတော့မိမတွေဥဆောင်တာကိုမလိုချင်တဲ့ယောက်ျားတွေက60နဲ့မှ90ကျပ်ပိုင်လုံးရှိတယ်ကျမတွေ့ကြုံရတဲ့အတွေ့အကြုံရပါတော့ တို့မလုံနိုင်ဘူးလားဆိုတော့ကျမတို့ထက်တို့မှာပိုပြီးအင်အားများတဲ့အတွက်တို့မှာလုံနိုင်တဲ့အတိုင်းအတာရှိတယ်ဒါပေမဲ့ဒီငွေနဲ့ပတ်သက်တဲ့ခံဒီဖန်ငွေရှာတဲ့ကိစ္စနဲ့ပတ်သက်လို့ရှင်အမျိုးသမီးတွေကိုတော့လိုက်မမိပါဘူးလောက်ကြတဲ့နေရာနော်အဲ့တော့အမျိုးသမီးအနောက်ကနေပြီးဟိုမလိုက်ချင်ကြဘူးဆိုလေယောက်ျားတော်တော်များများနဲ့ကျမကြုံခဲ့ရမှုတယ်နောက်တစ်ခုကကျမတို့ဒီတော်လိုင်းကြီးကာလမှာကျမပါဝင်ခဲ့ရတဲ့အတိုင်းအတာနဲ့ပြောရဲဆိုလို့ရှင်ပြောရမယ်ဆိုရင်ကျမတို့ဟာလာလက်မှတ်တွေရောင်းနေ ဆိုတော့ညဘက်တွေလည်းအမျိုးသားတွေနဲ့ရှင်းတွဲပြီးသွားတယ်။ဘာလို့ဆိုတော့အမျိုးသမီးကမပါဝင်လည်းမပါဝင်ကြဘူး။ပါဝင်ပြီဆိုလည်းခေါင်းဆောင်တွေအားနေပါဝင်ကြတာများတယ်။ဘေးရက်ကမှပြပြသွားကြည့်လိုက်။ဟာတော်လန်ရေးအတွက်ဟာငါလိုက်ပြမယ်ငါလိုက်လုပ်ပြမယ်ငါလူခံပြမယ်အဲ့အမျိုးသမီးကတော့တော်တော်တော်နဲ့ရှေ့ကနေပြီးတော့ဟာဟိုတဆိုင်တို့တဆိုင်ဝင်ငါလိုက်ဟဲ့လုံးမထဲကြပါညာဆိုတော့အမျိုးသမီးကလည်းအအမျိုးသမီးတွေကပဲအပေါင်းအရင်းတန်တန်နဲ့စီယုံကြီးပြောတာအရင်ကောင်းတာအမျိုးသားတွေကရှက်တယ်ပြောအာလာကြဟိလာကြဟိထဲကြဆိုအမျိုးသားတွေကတိတ်မရှိဘူးတာပြောနော် အဲ့တော့တော်လိုင်းမှာမျိုးသမီးတွေရဲ့ပါဝင်မှုကအရေးပါပါတယ်เนาะမျိုးသမီးနောက်ကမလိုက်ချင်ဘူးမိမတွေဥဆောင်တာကိုမလိုချင်ဘူးဆိုလို့ရှိရင်တော့တတ်တတ်ခွဲလို့ကြပါရှင်เนาะဒါပေမဲ့အမျိုးသမီးတွေပါဝင်တဲ့အဖွဲ့တွေမှာပို့ပြီးတော့ဟိုမပါဝင်တဲ့အဖွဲ့လက်ပို့ပြီးတော့အောင့်မြင်တယ်မယုံရင်ကျွန်တော်စောင့်ကြည့်လိုက်ကျွန်တော်လေ့လာကြည့်လိုက်ပွဲတစ်ပွဲပဲလို့လို့ဘာကိစ္စပဲလို့လို့အမျိုးသမီးတွေပါဝင်ဖို့အောင့်မြင်တယ်เนาะဒါကြောင့်မလို့ကျမတို့ကအခုဒီကကျမပြောချင်တာကပန်ဆယ်လို့ကာကွယ်ရမယ်အခုချိန်မှာသူစိတ်တက်ကြနေတယ်သူစိတ်တက်ကြတာဟာပြည်သူကိုအသိပေးတာဖြစ်တယ် သူ့ကိုကာကွယ်ခိုင်းတာဖြစ်တယ်။နော်။ဒါက तू ကတော့အဲ့လိုမပြောဘူးရှင်။ तू စိတ်သက်ကြနေပါပြီ။ဒီလောက်ထိတိုက်ခိုက်နေတာ तू စိတ်သက်ကြနေပါပြီဆိုတာသူ့ကိုကာကွယ်ဖို့လိုအပ်တယ်လို့ပြောတာပဲ။အဲ့တော့ကျွန်တော်တို့အမျိုးသမီးတွေလည်းကာကွယ်ပါ။နော်။ကာကွယ်ရမယ်။ तू နဲ့ပတ်သက်ဆက်နယ်ဆက်နွယ်ခဲ့တဲ့အခွင့်အရေးတွေအားလုံးမှာတောင်းချီးတယ်။ကာကွယ်ရမယ်။နော်။ကျွန်တော်တို့တော်လန်ရေးကမပြီးသေးဘူး။ကျွန်တော်တို့တော်လန်ရေးကဆက်သွားရအောင်ပဲ။အင်းအားတွေအများကြီးလိုသေးတယ်။နော်။ဒါကြောင့်မို့လို့ကျွန်တော်တို့သူ့ကိုကာကွယ်ဝင်းရံဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းကိုကျွန်မကပြောခြင်းဖြစ်ပါတယ်။